ော်တိုဘာလ18ရက်နေ့ကဗီယက်နမ်နိုင်ငံအလဲပိုင်းမှာရေကြီးရေရှမ်းမှုတွေဆူဆူရွရွဖြစ်ပေါ်ခဲ့တာကြောင့်အနည်းဆုံးလူ25ဦးသေဆုံးပြီးအင်ဂျင်ထောင်ပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ရတယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။ဒါအပြင်ဖိလစ်ပိုင်နိုင်ငံကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းဆာရီကာဟာအော်တိုဘာလ19ရက်နေ့မှာဗီယက်နမ်နိုင်ငံကိုဆက်လက်ဝင်ရောက်ဖွယ်ရှိတာကြောင့်မြောက်ပိုင်းပြည်နယ်တွေမှာမုန်တိုင်းအန်တီရဲ့သတိပေးချက်တွေထုတ်ပြန်ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့တစ်ပတ်ကစပြီးမိုးသည်ထန်စွာရွာသွန်းမှုကြောင့်လူလေးဦး ဦးပျောက်ဆုံးကအင်ဂျင်အများစုကိုရေလွှမ်းမှုခဲ့ပြီးဒေသခံတွေဟာလည်းရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့လမ်းမတွေမှာလှိမ့်နဲ့လှော်ခတ်ပြီးသွားလာနေရတယ်လို့သိရပါဗျ။ အဲ့ဒီလိုရေကြီးရေရှည်မှုတွေဖြစ်ပွားမှုကြောင့် VNN အလဲပိုင်းမှာရှိတဲ့ပြည်နယ်တော်တော်များများမှာအင်ဂျင်2သိန်း4000ကျော်ပျက်စီးခဲ့ရတယ်လို့အမျိုးသားတဘာဝ BND ရဲ့ကာကွယ်ရေးဌာနကပြောကြားခဲ့ပါတယ်။နိုင်ငံပိုင်သတင်းမီဒီယာတခုရဲ့ဖော်ပြချက်အရနိုင်ငံတွင်းကရေအားလျက်စစ်ထအားပေးစစ်ရုံတရုံမှာရှိတဲ့ရေလောင်ကန်ကနေရုတ်တရက်ရေရှည်မှု ဖြစ်ပွားခဲ့တဲ့အတွက်ပျက်စီးဆုံးရှုံးမှုတွေထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။